ဲ့မလားဗျ gaming ရှေ host ban ဒီ ban ဒီ host ကနေပြန်လဲကျေစုလိုက်ပါတယ်အဲ lord တို့အားလုံးဒီပါ game online တို့ excitement ကြောင့်နည်းနည်းများတော့တိကြမှာပါအဓိကအပြင်လက်လက်ပါ enemy character လေးတွေနဲ့တနက်လေးတွေကင်တာလက်လက်ပါတိုက်ပွဲတွေဝင်တာတွေနဲ့အတူဆော့ရတဲ့ gacha game လည်းဖြစ်ပါတယ်ခင်ဗျအဲမိုက်ကာဆိုတဲ့ကုမ္ပဏီကနေဒီကထုတ်တဲ့ game ဖြစ်ပြီးတော့ story rich တယ်ဖြစ်တဲ့ game မှာ သူတို့ gap frontline ဆိုတဲ့ဂိမ်းကနေစခဲ့ပြီအခု gap frontline တို့ excitement ကိုထုတ်ထားလည်းမကြသေးဘူးလို့ပြောလို့ရပါတယ်အဲ့တော့ GF1 မှာတော့အဖွဲ့လိုက်ကို tactical ကြက်ကြက် command ပေးရဖြစ်ပြီး GF2 မှာတော့ character တယောက်ချင်းစီကို tactical ကြက်ကြက် command ပေးတာအဖြစ်ပြောင်းသွားပါတယ်အဓိကပြောချင်တာတော့ GF2 မှာပါတဲ့ character တွေကိုချေခံပြီးတော့ Mika ကပဲနောက်ထပ် mobile gate ကိုထပ်ထုတ်ဖို့ပြင်ဆင်နေပါတယ်ခင်ဗျအဲ့ဒါကတော့ project NET လို့အမည်ပေးထားတဲ့ hero shooter mobile game ပဲဖြစ်ပါတယ် လောလောဆယ်တော့ development အခြေအနေမှာပဲရှိနေပြီးတော့ close beta test တဲ့လောက်တာလည်းနှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့မှာတော့ project NDT နဲ့ပတ်သက်ပြီးတည်ထားလေးတွေကိုပြောပြပြီးတော့မှဖြစ်ပါတယ်ခင်ဗျာ။ official ထွက်လာတဲ့အချိန်ညရင်လည်းဒီ test ကြကြ review လေးထပ်လုပ်ပေးနိုင်မှာပါ။အခုကတော့ beta တောင်မှပဲ open မပေးသေးတဲ့အတွက်နည်းနည်းတော့ limited information ဖြစ်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့တည်သလောက်လေ့လာရသလောက်ပြောပြပြီးတော့ပါမယ်ခင်ဗျာ။ project NDT ရာဆောင်ကပြောကြလို့ပဲ GF2 ရဲ့ character နဲ့ဆော့မယ် hero shooter game မှာ။ အဲ့တော့မိုက်ကားနေမဟုတ်ပဲ health တိတ်တင်းအောင်နေခွဲထုတ်ပြီးလှုပ်ထားတာဖြစ်ပါတယ်သူကတော့ mobile ဥသားပြီးထုတ်ထားတာဖြစ်တဲ့အတွက် PC တို့ console တို့ drive port လုပ်မယ်လို့တော့ယူဆလို့မရသေးပါဘူးဒါပေမဲ့ထွက်တော့ထွက်လာနိုင်ရောက်ရင်တော့ရောက်လာနိုင်ပါသေးတယ် hero shooter game ဖြစ်တဲ့အတွက် character ရွေးပြီးတော့တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။အနည်းစားဆုံးကြည့်ကြရင်တော့ Overwatch တို့ပုံစံမျိုးဖြစ်ပါတယ်။တခြားသော game mode တွေရှိလာနိုင်မယ်။အဓိက game mode တွေကတော့ Dota လိုမျိုး creep နဲ့ push ပြီးတော့မှရန်သူရဲ့ outpost ကိုအနိုင်ယူရမှာဖြစ်ပါတယ်။အဲ့တော့ Overwatch နဲ့လည်းတိတ်မတူပါဘူး။ အဲဒီ game ကိုခိုင်းလိုက်ပြီးပြောရရင်တော့ bot ကလုံနေတဲ့ deck clock ပုံစံမျိုးသွားနေတာလို့ပြောလို့ရပါတယ်ပွဲဆက်စားခြင်းမှာကိုယ့် character 3ယောက်တည်းယူလာနိုင်ပြီးတော့ gash impact လို့ပဲ character တွေပြောင်းပြောင်းပြီးချနိုင်မှာဖြစ်ပါတယ်ကိုယူတဲ့ character ပေါ်မူတည်ပြီး kind နဲ့ land တွေသုံးလို့ရမယ့် ability တွေကိုပြောင်းသွားမှာဖြစ်ပါတယ်။တိတဲ့အတိုင်းပဲ grozer ဆို AR နဲ့ necklace ဆို6လုံးပြီးနဲ့ war chance ဆိုရင် sniper နဲ့ kind နဲ့ land တွေကွာသွားမှာပါ။သူတို့နဲ့ကိုကလုံးရလို့ပြောင်းဆော့နိုင်မှာပါ။ blue team နဲ့ yellow team ပုံစံမျိုးနဲ့လိန်းတွေကနေ match ဆက်ရုပ်တွေထွက်လာပြီးဒိုရာလိုပဲ hover creep ဒီဘက် creep ချကြမှာပါကိုက hero ဖြစ်တဲ့အတွက်နိုင်အောင်ကူပစ်ပေးရပါမယ်အဲဒါပေမဲ့ဒိုရာလို tag lock လို့တော့ item fan မလို့ပါဘူးဒီထဲမှာ item fan နဲ့ za creep တွေပြီးကောက်ရမှာပါအဲပြီးကောက်လို့ရလာတဲ့ buff တွေနဲ့ yan တွေကို set လက်တိုက်ခိုက်ရမှာဖြစ်ပါတယ် close battle မှာသူများရေဆိုရတာကိုလိလကြည့်ရတော့ time to kill အရန်ကြပြီးတော့ bullet sponge ဖြစ်တာကိုတော့သတိထားမိပါတယ် ပီပီပီဆော့တာဖြစ်လို့လူမပါခင်ဘော့တွေပါလာဖို့များပါတယ်ဂိမ်းထရက်ကတွေကဘော့တွေထည့်ထားမယ်လို့ယူဆပါတယ်ဂိမ်းထဲမှာလောဆယ်တွေ့ရတော့ GF2 တွေကကာရက်တာအများစုဆိုပေမဲ့တချို့ကာရက်တာတွေက GF2 China ဂိမ်းနဲ့တောင်မရောက်သေးပါဘူးအဲဒါနဲ့ Border Lord တို့အတွက်အစ်စ်လာမယ် GF2 ကာရက်တာတွေထဲမှာ UMP45 UMP5 နဲ့ RO635 တို့လည်းပါလာပါတယ်နော်ဒါကြောင့်မလို့အသေးကြော် M4 လေးလေးပါကောင်းပါနိုင်ပါတယ်ခင်ဗျာ project ND ကတော့ idea လေးကကောင်းတယ်လို့ယူဆရမယ် mobile game ဖြစ်တာကြောင့်မလို့ movement တွေအပြည့်ခတ်တွေကတော့နည်းနည်းလေး cranky ဖြစ်တယ်လို့ယူဆပါတယ် hero shooter ဆိုလို့ကျွန်တော်က overwatch လို game ဖြစ်မယ်ထင်ထားပါမယ် better ရကြည့်ရတာတော့ deck clone နဲ့ပို့တူပြီးတော့ idea fan တာတွေမပါလောက်ဘူးလို့ပဲယူဆပါတယ် game နဲ့အပိုင်းကတော့မဆိုးပါဘူး graphic တွေရလဲယုံကြည်လို့ရပြီးတော့ sacred မှာရှုပ်ရှက်ခတ်နေတာအမြင်ရှုပ်နေတာမျိုးတွေတော့မတွေ့ရပါဘူးထုံးစံတိုင်း skin တွေရောင်းဖို့ကတော့ better တွေအရောလုံနေပြီပဲဖြစ်ပါတယ် gf2 skin တွေဘယ်လောက်ကောင်းလဲဆိုတာစော်ဘူးတဲ့ဆိုတာသိမှာပါ ppv ပဲလည်းမဟုတ်ပါဘူး pv ကိုအမုတ်တွေလဲပါမယ်လို့သူတို့ပြထားတဲ့ထွေလာတွေရယူဆလို့ရပါတယ်အဲမဲအဓိက pv စော့ကြတဲ့ခါမှာတော့ကျွန်တော်ပြောခဲ့တဲ့ဒိုတာတူတူစော့ရတဲ့ output push ပဲဖြစ်မှာပါ လောလောဆယ် information ကတော့ဒီလောက်ပဲသိရပါသေးတယ်ခင်ဗျာအဓိကအားဖြင့်တော့ဒီလိုခင်းကိုရေးဆွဲနေပြီးတိတ်မကြခင်လာတော့မယ်ဆိုတာကို GF2 fan border တွေကိုလည်းသိစေချင်လို့ပါခင်ဗျာဒါဆိုရင် lot တို့မြင်ရောဘလို့ရှိလဲဒီလိုခင်းမျိုးကြိုက်လားမကြိုက်ဘူးလားဘလို့လေးတွေဖြစ်စေချင်ကြတယ်ဆိုတာလေးတွေကိုလည်းကိုမန့်ပေါ့မှာအကျံပြုတ်ပေးခဲ့ပါအောင်ခင်ဗျာအဲနောက်ထပ် information တွေသိရရင်လည်းထပ်ပြီးထပ်ပြီးတင်ဆက်ပေးတော့ပါအောင်မယ်ခင်ဗျာအခုကတော့ဒီလောက်ပါပဲ game ကိုလည်းအားပေးရတယ်လို့ထူးပဲကျေးဇူးတင်ရှိလိုက်ပါတယ်ခင်ဗျာ เกมเมอร์ชมาสกุลาอาเบียตัวทูเบจิซูดิชิวาครับ